အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်လေးတို့အားလုံးကိုချမရီယာအော်ရာကတ်တန်ချန်နယ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့စီစဉ်တဆက်သူနန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလန်ကလေးတစ်ပုဒ်ကိုရွေးချယ်ပေးထားပါတယ်ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဆလန်လေးရဲ့အဆုံးထိကိုကြည့်ရှုအပ်ပေးချပါအောင်နော်မင်္ဂလာပါပရိသတ်တို့ရေကျမနာမည်ကတော့မယ်လနီဖြစ်ပါတယ်ကျမကတော့မယ်လို့ခေါ်လို့ရပါတယ် channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးပါအောင်နော် ကျမကကျမရဲ့ကိုမက်ဂနက်တူတူနေထိုင်ပါရယ်။ကျမရဲ့မိဘတွေကတော့အရန်ကိုအလုံးများကြတဲ့စီးပွားရေးသမားတွေပေါ့။မိဘတွေနိုင်ပါများစွာထပ်သွားကြပြီဆိုရင်တော့အကူကပဲကျမရဲ့အိမ်နဲ့ကျမကိုတာဝန်ယူပေးရပါရယ်။သူ့အတွက်ထားကလက်ဂရက်ကိစ္စတော့မဟုတ်ပါဘူး။ဘာလို့ဆိုတော့ကျမကအရှုပ်ထွက်လို့မလို့လေ။ကလေးလေးဖြစ်တော့ကျမကအရန်ကိုဆိုပြီးတော့တော်တော်လေးကိုရုတ်ကားရနိုင်ပါရယ်။တိန်လို့ပတ်ပြီးတော့ကျမကပြဿနာရှာရယ်။သူကလည်းကျမနောက်ကနေလိုက်ပြီးတော့ပြဿနာတွေကိုလိုက်ရှင်းရပါရယ်။ ချောကလက်တီမစားနေတော့တော့မယ်နင်းသွားပြီးပျက်စီးကုန်လိမ့်မယ်တိလားသွားရကြွကြသွားတာကညမောက်တော့ပြောဖို့ကောင်းတယ်လေလွတ်ထားစမှာအကိုရဲ့ကျန်ကကလေးတွေကတော့မအစ်မကဆိုရင်အများနဲ့လက်ညှိုးထိုးပြီးတော့လောင်ပြပါရယ်ကျမကကိုရကန်ရနိုင်ပြီးတော့ထူးဆန်းတဲ့သူတယောက်မလို့ပါဒါပေမဲ့အပြုတ်ပေါ်ဝင်ကစားအရွှေလေးမှာတော့ကျမရဲ့အရာအလုံးပြောင်းလဲသွားပါရယ်တောက်ပါရစိတ်ပွင့်လေးတစ်ခုလိုမျိုးကျမကအရင်လာလာခဲ့တာပေါ့ကျမ15နှစ်အရွယ်ကိုရှာလာတော့ ငငယ်တုန်းကကျမကိုလက်ဆက်ကြတဲ့ကောင်လေးတွေကလည်းအခုဆိုရင်ကျမနဲ့အတူတူဒိတ်လုပ်ဖို့ခေါ်နေကြတော့လေ။ဂျာကမေးတွက်ပါနော်။ Happy birthday ပါအလှလေးရေ။ငင်လဲတူတူပဲနော်။အပြင်ဘက်ဆက်မှာတော့လှပတဲ့ကောင်မလေးဖြစ်ပေမဲ့အတွင်းထဲမှာတော့ထူးဆန်းတဲ့အရာလေးတွေကကြန့်ရှိနေတော့မှာ။ကျမအကူမကကျမကိုလိုက်ပြီးတော့ကောက်ွယ်ပေးနေတာကြောင့်ကျမအခုထိရေးစားမရရသေးတဲ့အကြောင်းရင်းဖြစ်ပါရယ်။အဲ့ဒါကြောင့်ကျမကလည်းသူ့ကိုမုန်းနေစရာပြောစရာမရှိဘူးလေ။ ဒါပေမဲ့သူကကျမလို့သမျှအရာအလုပ်ကိုလိုက်ပြီးတော့လွှမ်းမိုးချွတ်ကင်နေရဖြစ်ပါတယ်။အိမ်မရောအเจ้าမရောကျမတော်တော်ယူကျင်စရာပဲ။ဘာဖြစ်လို့ညီမလေးရဲ့ပါတီပွဲဖိတ်စားစာတွေအလုပ်ကိုလွှတ်ပြစ်လိုက်ရတာလဲ။ဘာဖြစ်လို့ Instagram account ကိုဖျက်ပြစ်လိုက်တာလဲ။ဘာဖြစ်လို့အဲ့ဒီပထဝီတောင်းကိုတက်ဖို့အတွက်အစည်းအဝေးသွင်းလိုက်ရတာလဲ။ဘာလို့ဆိုတော့ညီမလေးရဲ့အနာဂတ်တော့အကူကကူညီပေးချင်လို့လေ။အကူလိုမျိုးအကူတယောက်ရှိနေတာတော့မှမင်းကကျေးဇူးတရားမှာနော်။ငါသာမရှိရင်ဘယ်လိုလုပ်ပြီးတော့ရှင်းတယ်မလဲတွေးကြည့်စမ်း။ အကုတ်သားမရှိလို့ကတော့အရှမ်းပြုတ်နေမှာဒီလိုပြောပြီးတော့ကျမတို့ခန်းထဲကနေတောင်းချမ်းပြီးထွက်လာခဲ့ပါတယ်အဲ့ညမှာပဲသူကျမစီကိုရှာလာပါတယ်အကုတ်အစိတ်ဆိုးနေတော့မလားကောင်းပြီအကုတ်ပြောတာနားထောင်ညမလေးငငယ်ကလေးကအကုတ်ကညမလေးအတွက်အကောင်းဆုံးအရာတွေကိုပဲလုပ်ပေးခြင်းကြတော့ဟုတ်ပါပြီဒါပေမဲ့ညမကအကုတ်ကလေးတောင်မဟုတ်တော့ဘူးလေအဲ့ဒါကြောင့်ညမလေးရဲ့ဘဝကိုလိုက်ထိန်ကြောက်နေရရှာလိုက်ပါတော့ကောင်းပြီလေအဲ့ဒီလိုဆိုတော့လေအဲ့ဒီလိုဖြစ်စီရမယ် ဘာလို့ဆိုတော့နောက်တစ်ပတ်ကျရင်ငါလည်းသွားပြီးတော့ကောလိပ်တက်တော့မှာဒါပြောလိုက်တယ်ကျမဘယ်လိုတောင်းပြန်မလဲမသိတော့ပါဘူးဘာလို့ဆိုတော့တစ်ချိန်တည်းမှာပဲပျော်တလူလူဝမ်းရွှဲတလူလူဖြစ်နေလို့ပါဒါပေမဲ့အကူထွက်သွားတဲ့အချိန်မှာတော့ကျမဘွားကိုကျမပိုင်ဆိုင်နိုင်ပြီဆိုရက်လွတ်လပ်တဲ့ခန်းစားချက်မျိုးကျမစီမှာရောက်လာခဲ့ပါတယ်အထူးသဖြင့်ဖေဖေနဲ့မမေကလည်းတစားမျိုးကိုပြောင်းပြီးတော့နေကြတာမို့လို့လေသူတို့အလောက် ကပြောင်းသွားတော့ကျမလည်းလိုက်ပြီးတော့ပြောင်းနေခဲ့ရပါတယ်ကျမရဲ့အိမ်အစ်တကြီးကအရှမ်းကိုကြည့်လို့ပါတယ် ။စမအခန်းကဘရင်ဘော့ကြီးကလည်းအကြည့်ကြည့်ပဲ။မန်ရင်းကလည်းအရှမ်းမြင်လို့တော့ဟိုးနောက်ဘက်ကတောင်တန်းတို့ကတော့မြင်ရမလို့ပဲ။ကျမဆင်းလို့ရှာရတဲ့အကြောင်းအရာကတော့ကျမကျောင်းစားတက်ရတော့မှဖြစ်ပါရဲ့။အကူမက်ကနက်လည်းကျောင်းမှာကျမမတွေ့ရတော့ဘူးလေ။ဒီတော့ကျမရဲ့ပထမအဆုံးကျောင်းတက်တဲ့နေ့မှာပဲလှလပလေးဝှစ်ပြီးတော့အကျောင်းကိုရှောက်လာတာပေါ့။ဒါပေမဲ့ဟောကလမကိုရှောက်လာတဲ့အချိန်မှာပဲကျမကောင်မလေးတယောက်နဲ့ဝင်ပြီးတော့တိုက်မိလိုက်ပါတယ်။သူကလည်းသူ့လက်ထဲမှာဆေးရုံပုံကိုကိုက်ထားတာဖြစ်ပါတယ်။ ။နေရာသားတိုက်မိတော့ဆေးရီပုံတွေကဆေးရီတွေကကျမရဲ့ဝတ်စုံကိုပေးချင်ကုန်ပါရဲ့။သိပါပြီ။ကျမကြက်ပြစ်မော်လဲတော့ကောင်မလေးကကျမကိုလှန်လှန်ပြီးတော့ထူပီးနေပါရဲ့။နေရှားရလား။ကျမလည်းထပ်ပြီးတော့အသူ့ကိုတိချကြည့်လိုက်ပါရဲ့။ညီလာရတဲ့အရှာကတော့မယုံနိုင်စရာဖြစ်သွားတယ်။သူကလှပ်ပါတဲ့ special လေးတွေနဲ့အပြုံးချွတ်ချွတ်လေးတွေကိုပိုင်ဆိုင်ထားတော့လေ။ကျမအတူကို crash မိမလို့တော့ဖြစ်သွားတာပေါ့။ဆေးရီတွေအတွက်ငါတောက်မှတ်ပါရနော်။ငါနေဝတ်စုံကိုဖျက်ဆီးလိုက်တယ်လို့ဖြစ်သွားပြီ။ ငါနဲ့လိုက်ခဲ့ဒီကျမလက်ကိုဆွဲပြီးတော့အဝတ်လက်ကနဲ့ကိုခေါ်သားပါရယ်ပြီးတော့ကျမကိုဝစ်ဆော့အတင်လေးတစ်စုံကမ်းပေးလိုက်ပါရယ်ဒါဝစ်ကြည့်လိုက်ဝစ်ဆော့ကအရင်ကြီးကောင်းနေတာတော့မဟုတ်ပါဘူးဒါပေမဲ့နင်းရဲ့ပထမဆုံးနေ့အတွက်အဆင်ပြေသွားမယ်လေဒါကငါရဲ့ပထမဆုံးနေ့ဆိုတာကိုနင်ဘလို့သိတာလဲကြီးရမင်းကလေးတွေကိုကြည့်လိုက်တာနဲ့သိပါရယ်အထူးသဖြင့်ချစ်စရာကောင်းတဲ့သူတွေပေါ့အာဟုတ်ပါပြီကျေးဇူးပါနော်အဲ့ဒါကချစ်ကျူးလိုက်တာမလားအာမဟုတ်ပါဘူးချားလိုက်ပါတော့ငါဒီတိုင်းမဲ့ရှော့ပြောင်းနေရနော် ်နီယာစပတ်ကောင်းတာပဲနော်ဒီလိုပြောပြီးတော့သူလက်အဝင်လက်ကနဲ့ကထွက်သွားပါတယ်ဒါပေမဲ့ကျမရဲ့ပုံရိပ်ကတော့ပထမဆုံးနေ့မှာရင်မပျက်စီးသွားပါတယ်ဘာလို့ဆိုတော့သူပြေတော့ဝစ်စုံကပြင်းနေတော့ကြောင့်လေတစားကလေးတွေကအနောက်ကအပြဲကြီးကိုလညို့ထိုးပြီးတော့ကျမကိုရှင်းနေကြတယ်ပြီးတော့ကမလင်းတို့တယောက်ကကျမကိုသူ့အင်ချီချုံပြီးတော့ကုန်ကြီးပေးပါရယ်။ဂျန်နီကတော့ဂျန်နီပါပဲ။သူကမင်းကိုစလိုက်ပြန်ပြီးထင်တယ်။အာဘာလို့ဆိုလို့ရလဲ။ပြီးတော့နေရဘူးလဲ။ငါကလော်ရန်လို့ခေါ်ပါရယ်။ ပြီးတော့ငါကသူ့လိုမဟုတ်ဘူးနော်။သူကလုံးဝကိုရှုံးမာတဲ့သူပဲ။သူဟာထိုးစက်တဲ့မိသားစုကလာလာလေ။သူ့မိကအတန်တိတ်နေပြီးတော့သူ့ဘေးကတစ်ချိန်လုံးအရက်ဖဲတောင်းနေရ။ဒီတော့သူကလည်းသူ့မိဘတွေလိုမျိုးအကျင့် sorry ပါလာတာပေါ့။ဟုတ်မှာပါလေ။ကျမအခုတော့ဂျန်နီအကြနားလဲသွားပြီ။လော်ရန်ကအဲ့ဒီနေ့မှကျမတို့ရှိနေပြီးပြီးတော့နောက်နေ့တွေမှာလည်းကျမတို့တင်ငယ်ချင်းတွေဆက်ဖြစ်ခဲ့ကြပါရ။လော်ရန်ကလည်းပျော်ပျော်နေတက်ပြီးတော့ကျမတို့ဘယ်နဲ့မဲဆိုးနဲ့ကြော်ကြပါရ။ တခြားသူတွေကိုရင်းစရာဖြစ်နေဖန်တီးထားတဲ့ဗီဒီယိုတွေကိုသူ့ရဲ့ YouTube channel မှာတင်လေးရှိပါတယ်။ YouTube အတင်းတော်လည်းမေးဆက်ပေးပြီးတော့သူကအဖွဲ့ဝင်တယောက်စရာကိုတိလိုက်ရပြီးအစ်မတို့ကိုအရင်ချစ်မိသွားပါတယ်။အစ်မအခုသူ့ကိုအားကြပြီးတော့သူ့လိုဖြစ်ချင်နေတာ။တပတ်အတွင်းမှာရိမဲ့အရင်ချစ်တဲ့တငယ်ချင်းတွေဖြစ်သွားကြပြီးတော့စစကားတွေကိုတူတူဖန်လိကကြရလေ။တပတ်မဲ့အစ်မတို့နှစ်ယောက်အတူတူရှိနေတဲ့အချိန်မှာလူတစ်ယောက်ကနောက်ကနေလိုက်ပြီးတော့ကျမတို့ကိုစောင့်ကြည့်နေရဲဆိုတဲ့ခံစားချက်ကြီးရနေခဲ့ပါတယ်။အဲ့ဒါကတော့အချမ်းကြီးဖြစ်ပါတယ်။ တရက်ကျမရေကူးတဲ့မှာရေကူးပြီးတော့ရေပေါ်ကတက်လာတဲ့အချိန်ဂျန်လေးကိုတိတ်တိတ်တွေ့လဲရတော့ရှမ်းလာတော့ခဲ့ပါရဲ့ဟာလက်လိုက်တာဟာညောင်ကတတိတခုလာပြီတာနေကလော်ရန်နာမမကတ်နေသေးဘူးနော်သူကနေ့ကိုသဘောကောင်းချင်ဟန်စားပြီးတော့အတော့ချမလို့စူးစမ်းနေတာဟုတ်လားဒါဆိုရင်နေကရောဘယ်သူလဲငါမေလားငါမဖြစ်လို့နစ်စကားကိုလိုက်ပြီးတော့ခရီးဆိုင်နေရမှာလဲအထူးသဖြင့်ငါ့ကိုကြောင်းပထမဆုံးနေမှာရယ်မယ်ညတီလိုလိုခရက်အပြုတ်မှုတော်လေအဲ့ဒါငါမဟုတ်ဘူးနော်ငါနေ့ကိုမရောဘူး ငါ့ကိုအေးစစ်လွှတ်ထားစမ်းပါဟုတ်ပြီကောင်းပြီဒါဆိုလည်းငါတော့ရမယ်ဒါပေမဲ့ဒါကနောက်ဆုံးချိန်လော်ရယ်နဲ့ပတ်သက်ပြီးတော့ငါသတိပေးတာနော်မတော်အောင်စမ်းပါနဲ့ငါကအတောရတဲ့လူတွေကိုသဘောမကျအောင်နေစမ်းပါဦးနေပါပြောလိုက်တယ်ဒီလိုပြောပြီးတော့သူကကျမလက်ထက်ကတာဝါကိုလှုပ်ပြီးတော့ထွက်သွားခဲ့ပါတယ်ဘလိုတော့မှအယူမှလဲနော်အရင်နောက်ပိုင်းကဆက်ပြီးတော့အကျမဈန်းတွေကိုမတွေ့ရတော့ပါဘူးကျမလည်းဂီတအသင်ကလေ့ကျင့်ရေးတွေနဲ့ပဲအလုပ်များနေခဲ့ပါရယ်ဂီတအသင်ကကျမတို့ကျောင်းမှာနေမဲ့ကြီးပါရယ် လော်ရာကသူ့အတင်းရဲ့အထူးအဆိုတော်ဖြစ်နေပါဝင်ထားပါတယ်။ကျမလည်းအဲ့ဒီအတင်းမှာပါဝင်ခဲ့ရှာဖို့အတွက် audition ဖြေရမယ်လို့စစထားပါတယ်။အများကြီးစူးစမ်းလေးချင်းပြီးရနောက်မှာတော့ audition မှာကျမလုံနိုင်ကြတော့လေ။ computer အနေနဲ့လော်ရာကကျမကိုညချစားဖို့အတွက်ခေါ်ခဲ့ပါတယ်။ညဒီနေ့လုံနိုင်ကြရနော်။နေသိစားပေါက်ရွေးချယ်ခင်ရမယ်ဆိုတာငါသိနေတယ်။ဟုတ်ကဲ့ပါ။ဖာမရသုံးစားကြအောင်မလဲ။ချန်နီနေရာတိမှာအလုပ်လုပ်တယ်ဆိုတာငါမသိဘူး။ ထားလိုက်စမဟာသူကဒီနေ့ဂျန်နီဖြစ်နေလာတာမှမဟုတ်တာဝေတာလေးတယောက်ဖြစ်နေမဟုတ်ဘူးလားလော်ရန်အဲ့လိုမပြောတော့လေဟဂျန်နီကအော်ဒါကိုရှုပြီးတော့တိတ်တဆိတ်ထွက်သွားပါရယ်နေသူ့ဘော်ကိုဘာမှသဘောကောင်းမိနေစရာအကြောင်းမရှိဘူးတော့ငါနဲ့ပြောထားတာပဲသူကအယူမပါဆိုနေဟုတ်ပါရယ်ငါသိပါရယ်ဒါပေမဲ့နင်ပြောလိုက်တာကလည်းသူ့ဘော်မကောင်းလေနော်သူကနင်းနောက်ကိုနေလိုက်လိုက်နေတာနင်သိလားနင်းနောက်ကလိုက်ပြီးတော့နင့်ကိုသဘောကျလို့ဖွင့်ပြမဲ့ကောင်းလေးတွေကိုလည်းသူပဲမောင်းထုတ်နေတာ ူပါရီဂျက်စီနွေလက်စရာသူပဲတိမှာပေါ့ပြီးတော့ဂျန်နီကကျမတို့မှာထားတဲ့အစားအသောက်ကိုလက်ချပေးနေပါတယ်ဒီမှာနေတို့အတွက်အစားအသောက်ပါပြီးတော့ဟိုဘက်ဝမ်ကောက်ကောင်းတွေက နေတို့ကိုပြောချင်တာရှိရတဲ့နေတို့တို့ကိုဘုံမချအောင်ဆိုရင်ငါတို့မောက်ထုတ်ပေးလို့ရတယ်နော်မောက်ထုတ်မယ်ဟုတ်လားနေရှူနေရလားသွက်လိုက်စမ်းပါတို့ကချစ်ဖို့ကောင်းတယ်မဟုတ်ဘူးလားဒါပေမဲ့သူတို့ကိုကြည့်ရတာနည်းနည်းဆိုးရဲပုံပဲတော့ဘယ်သူမှနေ့ရဲ့အမြင်ကိုလိုက်မမနေဘူးနော်။နေရတာဒီကနေထွက်သွားမှာ ကျမတော့မပြောရသေးဘူးတရန်ကအဲ့ဒီကောင်လေးကိုခေါ်လိုက်ပြီးတော့ချန်နီကလည်းထွက်သွားခဲ့ပါတယ်ကျမလည်းအဲ့ဒီဝိုင်းမှာထိုင်နေရတာကတော်တော်လေးကိုနေရခံနေပါတယ်ကောင်လေးရဲ့စကားပြောပြီးတော့သူတို့နဲ့တွေ့သွားဖို့လိုရတာကကျမတို့တကပထမဆုံးအချိန်ပဲလေစိတ်လှုပ်ရှားနေရကျမလည်းတန်းစင်ကကိုပဲအပြေးလာခဲ့လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီထဲကတယောက်ကကျမနောက်ကနေလိုက်လာခဲ့ပါတယ်မင်းကအရလာတာပဲနော်ငါကတော့မင်းစီမှာကြွေစင်းနေပြီထင်တယ်။အိမ်သားလေးထိလိုက်မလို့လား။ကျမတေးပေါက်ချင်နေလို့နော်။တွားဆက်မှာ။ ဒါပေမဲ့သူကကျမနားကိုအတင်းကလာပြီးတော့ကျမကိုနွမ်းပုတ်လုပ်နေပါရယ်။ရှင်ပါလို့နေရာလည်းမကောင်းတဲ့ကောင်။ကျမလှုပ်ဆမ်းပါ။ကျမလည်းအဲ့ဒီကောင်လေးကိုအားထည့်ပြီးတော့ပါရောက်ချလိုက်ပါရယ်။ဂျန်နီကနောက်ကရှောက်လာပြီးတော့သူ့လက်ထက်ကအစားတောက်ပကံနဲ့အဲ့ဒီကောင်ပေါ်လောက်ချလိုက်ပါရယ်။နှာဘူးကောင်။နေရာတုတ်ကိုထိရတဲ့ပေါ်လေ။ငါနဲ့ကိုတက်ပြစ်မသိလား။နောက်ကနေဒူးကိုကန်လိုက်တယ်။ပြီးတော့ပကုံးပေါ်တက်ပြီးတော့သူ့ကိုအသေးမြေထိုးရိုက်နေပါရယ်။ ဟိုတယောက်ကလည်းအသက်ကြီးကြီးနဲ့ထောက်အောင်လိုက်တော့စားသောက်ဆောင်ကလူတွေကလည်းထွက်ပြေးပြီးမန်နေဂျာလည်းရှောက်လာခဲ့ပါတယ်။ customer အပေါ်ကိုရိုင်းပြောက်စာပြုမှုခဲ့တဲ့ချမ်းတွေကိုဆိုင်ရှင်ကအလုပ်ထပ်ပြလိုက်ပါတယ်။ဒီတော့ကျမလည်းကြည့်မနေနိုင်ပဲနဲ့ဈာရက်ကဝင်ပြောလိုက်ပါတယ်။မဟုတ်ဘူးနော်။ तू မမရှိပါဘူး။ तू ကကျမကိုအနိုင်ကျင့်နေလို့ကိုကြီးပြုတ်မရှိပါတယ်။ဟဲ့ထားလိုက်စမ်းပါဟ။ तू ကယူနေရလို့ငါနဲ့ပြောရတယ်လေ။ဒီကနေတော့ရအောင်ဟာ။ Lauren ကျမကိုအရိကဆွဲလာခဲ့ပြီးတော့ညာ slot အိမ်ပြန်ခဲ့ရပါတယ်။ ဒါပေမဲ့အရိညာကအစ်မချမ်းဒီအကြောင်းကိုတွေးပြီးတော့အိမ်မပြောဖြစ်နေခဲ့ပါရယ်။သူကျမကိုကုညီပေးဖို့လို့တာကအလို့ပြခံလိုက်ရတယ်။ကျမတို့တက်စစ်မကောင်းပါဘူး။ပြီးတော့ရုတ်တရက်အသက်ဆဲကြီးတစ်ခုကိုကြားလိုက်ရပြီးတော့ကျမမှန်တော့ကိုလာကြည့်လိုက်တယ်။ကျမမှန်ရဲ့နောက်ဘက်ဆန်းထဲမှာလျှက်ဝက်ခန်းတစ်ခုရှိနေတာကိုကျမသတိထားမိလိုက်ပါရယ်။အဲ့ဒီလျှက်ဝက်ခန်းထဲကနေပြီးတော့အထုဆုံးတယောက်ရှိနေနိုင်တယ်။ကျမလည်းကိုကိုကိုကောက်ွယ်ဖို့အတွက်မီးအိမ်ကိုထုတ်ပြီးတော့ခြင်ထားလိုက်ပါရယ်။ပြီးတော့မှအဲ့ဒီခန်းကနေရှောင်းလာတဲ့သူကချမ်းဒီ င်ဘယ်လိုလုပ်ပြီးတော့ဒီကိုရှာလာတော့လဲနင်ငါအိမ်ပြင်းတဲ့လမ်းတစ်လျှောက်နောက်ကနေလိုက်လာတာလားနင်ကတကယ်ကိုအယူမပဲကျမလည်းသူ့ကိုကြောက်ပြီးတော့အနောက်ကိုပဲဆုပ်နေလိုက်ပါတယ်မဲမယ်လနီနင်ဒီမှာဘာလုပ်နေရလဲငါ့ကိုပြောတော့မဟုတ်လို့ကတော့ငါရဲတောင်ရလိမ့်မယ်အာမဟုတ်ဘူးနော်မဟုတ်ပါဘူးမခေါ်လိုက်ပါနဲ့ငါနင်ကိုအားလုံးပြပြမယ်တကယ်တော့ဒီအိမ်ကငါအိမ်ဖြစ်ခဲ့တာပါငါမေနောက်အိမ်နံပါတ်ပြုတ်ခင်ပါငါမေနဲ့ငါနဲ့အတူတူအထီးမှနေခဲ့ကြတာပါ လျှို့ဝှက်ခိုင်းတဲ့ကိုတားကြည့်လိုက်တော့သူ့စီမှာအရှုပ်တွေအများကြီးရှိနေပြီးတော့မိသားစုပုံတွေကိုလည်းကျွန်မတွေ့လိုက်ရပါတယ်။ဒါဆိုရင်သူလိန်ပြောနေတာမဟုတ်ဘူးပဲ။ဒါပေမဲ့ငါအဖေကအင်္ဂါထွက်သွားခဲ့ပြီးတော့ငါအမေကလည်းမကောင်းတဲ့သူနဲ့လက်ထပ်လိုက်တယ်လေ။ပြီးတော့တရင်ကိုလည်းရောင်းလိုက်ပြီးတော့လောင်းကစားအကျွေးတွေနဲ့ဆက်လိုက်ရတယ်။ငါလည်းသူတို့အတွက်ကူပြီးတော့အလုပ်တွေလုပ်ပြီးပြီးတော့ပတ်စံရှာခဲ့ရတယ်။ဒီနေ့ငါအလုပ်ပြုတ်သွားပြီးစတော့ကိုတိလိုက်ရတော့သူတို့ကအရင်စိတ်ဆိုပြီးငါလည်းအင်္ဂါနဲ့ထွက်ပြေးလာတာပဲဟုတ်လားငါတကယ်မသိလို့ပါချမ်းနေရဲ့ ငါနေတော့စိတ်မကောင်းပါဘူး။နေရငါနောက်ကိုလိုက်နေရလို့ပဲငါထင်ထားတာ။ဘာ?နေရဘာဖြစ်လို့အဲ့ဒီလိုတွေ့ရတာလဲ။လော်ရန်ပြောတာကနေရငါနောက်ကိုတစ်ချိန်လုံးလိုက်နေပြီးတော့ငါ့ကိုလိုက်ကြတဲ့ကောင်လေးတွေဆိုရင်လည်းနောက်ကနေမောက်ထုတ်နေတာတဲ့။ငါကစတော့ကတရားမဟုတ်ပါဘူးနော်။နေဒီမှာနေရစတော့ကတော့မှငါမသိပါဘူးမဲ့။နေကိုနောက်ကနေလိုက်ပြီးတော့အစောက်ကြည့်နေရစတော့ကလည်းပထမဆုံးနေ့မှာရင်ပဲဖြစ်ခဲ့တဲ့အဖြစ်မှုကြောင့်ငါတို့ကနောက်ကနေလိုက်ပြီးတော့စောက်ရှောက်ပြီးနေကြတာပါ။ ဒါပေမဲ့နေနောက်ဆုံးတော့ငါ့ကိုဒီလိုတိလိုက်တယ်ပေါ့လေအဲ့လိုဆိုလဲရှားပါတယ်ငါဒီကနေထွက်တော့ပြပါမယ်နော်ကျမတို့ပုတ်ပြီးစိတ်မကောင်းဖြစ်သွားပါတယ်သူကကျမကိုကောက်ွယ်ပေးဖို့ကြိုးစားနေတာကျမအကူကူတော့မှသွားပြီးတော့တတိယမိပါတယ်ဂျန်နီရှားပါတယ်ဟာနေဒီကနေထွက်တော့ပို့မလို့ပါဘူးနေသားဆန္ဒရှိမယ်ဆိုရင်ငါနဲ့အတူနေလို့ရတယ်နော်မနေပါဘူးနေရောငါ့ကိုလူစိုးတယောက်လိုတွေးတာပဲလေနေရောလူစိုးမဟုတ်ပါဘူးဟာငါ့ကိုနမ်းဖို့ကြိုးစားတဲ့ဟိုကောင်ကသာဆိုရတဲ့သူတယောက်ပါ ီးတော့အဲ့လိုရလက်ထက်ကနေငါ့ကိုကယ်တင်ပေးကြတဲ့အတွက်နို့လေကျေးဇူးတင်ချင်နေရပြီးတော့ငါ့အတွက်ကြောင့်လည်းအလုပ်ပြသွားတဲ့အတွက်လည်းတောင်းပန်ပါရနော်အဲ့ဒါကြောင့်ဒီမှာပဲနေလိုက်ပါဟာဒီတော့မှသူဝမ်းတောက်သွားပြီးတော့အစ်မကိုဖတ်လိုက်ပါရဘာသာမမသိသူဖတ်လိုက်တဲ့အချိန်မှာအစ်မရှင်နဲ့မှအရှမ်းခုံသွားပါရအာဒီကန်စားချက်ကနင်းနေတော့ယူကျင်စရာကောင်းနေနော်နောက်ထပ်နှစ်ရက်လောက်ကြာတော့ကျမတို့ရဲ့ပြည့်ရက်ဖြစ်ပါတယ်မမေနဲ့ဖေဖေတို့အိမ်မှာမရှိတဲ့အချိန်မှာအချင်းဒီကျမစီကိုလာလိုက်ခဲ့ပါတယ် အဲဆက်ကောလာအောင်မယ်ကျမတို့လည်းနေရတာကအရွမ်းကိုပြဖို့ကောင်းနေကြတယ်လေကျမတို့စိတ်ဝင်စားတဲ့အရာတွေအားလုံးကိုမျှဝေခဲ့ကြပြီးတော့ Aurora Cartoon Channel ကလည်းကျမတို့ချိန်ဆချက်နဲ့ဖြစ်နေခဲ့ပါတယ်ပြီးတော့သူကကျမအတွက်ကပပမအရသာရှိဆုံးတော့ cookie ကိုလည်းပုတ်ချေးပါသေးတယ်ကျမသူကျဲ cookie ကိုအရင်ရှောက်တာပဲညာဘက်ကျတော့ကျမလည်း Instagram မလုပ်ချင်တာကြောင့်လျှော့သလိုဖြစ်နေခဲ့ပါတယ်လုပ်စမဟာနေလောက်နိုင်တဲ့စရာငါသိပါတယ်မရအောင်ငါတောင်မလုပ်နိုင်တော့ဘူး အဆင့်လေးနဲ့နဲ့တက်ဖို့အတွက်ကြိုးစားကြည့်ပါလားဟာနေတီချက်ပို့ပြီးတော့အားစားလိုက်မယ်ဆိုရင်အဆင့်တွေကတက်လာမှာဟာအကမ်းပါဗေငါနေနေစူးစမ်းကြည့်မယ်နော်ဒါပေမဲ့စူးစမ်းရမယ့်အစားကျမလည်းငကားတစ်ကောင်လိုမျိုးအိပ်ပျော်သွားခဲ့ပါရယ်ကျမတရေနိုးလာတော့သူကျမဘေးနားမှာအိမ်နေတော့ကိုကျမတတိထားမိလိုက်ပါရယ်ကျမလည်းဘာကြောင့်မှမသိသူမျက်နှာလေးကိုပဲကြည့်ပြီးတော့အစိတ်ထဲမှာကြီးနူးနေမိပါရယ်ဟဲ့နေပါရယ်ကြည့်နေရလဲနော်အိုးအာမဟုတ်ပါဘူးငါဒီတိုင်း ငါတကယ်တော့နှုတ်ပထမဆုံးမြင်တဲ့အချိန်ကစပြီးတော့ချစ်ခဲ့တာပါနော်အဲ့ဒါကြောင့်လည်းငါကနှုတ်အတင်းလိုက်ပြီးတော့ကောက်ွယ်ပေးနေကြတာလေအဲ့ဒါကြောင့်ပဲမနာလိုရဖြစ်ပြီးတော့နင်တော့ကိုလိုက်တဲ့ကောင်းတွေကိုလည်းမောက်ထုတ်ခဲ့တာပေါ့ဟာချစ်ပါအောင်သူအချစ်ဖို့ကောင်းလိုက်တာကျမလည်းသူ့ပို့ပြီးတော့သဘောချလာမိတယ်ပြီးတော့သူကရုတ်တရက်သချင်းကိုပွင့်လိုက်ပြီးတော့အစ်မကိုအတူတွဲခတ်ဖို့အတွက်လုကိုလမ်းပြီးတော့ခေါ်လိုက်ပါတယ်တညာလောက်ကပြီးတော့တညာလောက်ဂိမ်းတွေစောင့်နေကြတယ်အဲ့ဒီကြောင့်လည်းပတ်သက်ပြီးတော့အစ်မလည်းအရင်စိတ်လှရှာပြီးလောရော့ကိုတောက်ပြက်ပြက်ဖို့လုပ်တယ် ဒါပေမဲ့သူကကျမကိုပြန်ပြီးအံ့အားတင်အောင်လုပ်လိုက်ပါရယ်။ကျမကြီးငါလေးဒီဗီဒီယိုကို channel မှာတင်မလို့လုပ်ထားရဲဟာ။စိုက်ကိုဆုံးမကလမော့ကိုယူကျင်စရာဆိုရဲခေါင်းစင်နေပေါ့။ဟမ်ဘာပြောရဲ။ဒါကအမတ်တရားမဟုတ်ဘူးဆိုတော့နင်သိတယ်မလား။ဂျန်နီကလူကောက်တယောက်ပါတော့လာရယ်။သူကငါ့ကိုအများအားကူညီဖို့ချိုးစားခဲ့တာပါ။ဘသူကဂယူးဆိုင်လို့လဲ။ငါသာဒီဗီဒီယိုကိုတင်လိုက်လို့ကတော့ဖြူပေါင်းတန်းရှိပြီးတော့အလုံးကနေမဲ့ကြည့်တော့မှာ။ပြီးတော့သူကတယောက်ထက်သမားပါဟာ။ တို့လည်းဘယ်သူမှခင်မဆိုင်ပါဘူးငါကတော့ခင်ဆိုင်တယ်ဘာပြောရလဲကျမလည်းကျမတို့အကြောင်းအားလုံးကိုသူ့ကိုပြပြလိုက်ပါရယ်လောရကကျမတို့ဝမ်းတာပေးရမယ့်အစားကျမကိုရွှေရှားတဲ့အချိန်နဲ့ပြောပါရယ်အမလေးဒီကသူ့လိုလူမျိုးကမှသွားပြီးတော့ကြိုက်တယ်ဆိုတာမယုံကြည်နိုင်ဘူးနော်သူကငါတို့လူမျိုးလည်းချမ်းသာတော့မဟုတ်ဖက်နဲ့အဲ့ဒါဘာဖြစ်လဲငါကသူ့ကိုသဘောကျတယ်သူကလည်းငါ့ကိုသဘောကျတော့လေနေ့ရက်အဲ့ဒီအစစ်တက်ခွဲစားတဲ့စိတ်တက်ကိုပဲပြန်ပြီးတော့ပြင်ရမှာဆိုတာနေသိရလားအစစ်တက်ခွဲစားရဲဟုတ်လား နေ့ကဘယ်လိုတော့ပြောရတာလဲအခုနေပြောနေတဲ့ငါကဘယ်လိုလုပ်လဲဆိုတာနေသိရလားငါကဒီเจ้าတเจ้าလောက်ရဲ့ခွင်းတယောက်နော်ငါသာမရှိနေကဘာမှမဟုတ်ဘူးဆိုတာနေ့ကိုနေသိရလားဂျဲဒီကနေ့ကိုစားလို့ကဲတင်ပေးရကနေမဟုတ်ဘူးဆိုရင်ငါနေ့ကိုစကားတော့ပြောပြမှာမဟုတ်ဘူးအဲ့ဒါကိုရောင်းနေသိရလားနေမပြောလိုက်တယ်ဒါဆိုရင်နေကအဲ့ဒီအင်ဂျီကိုဖျက်ရတူလားဟုတ်တယ်လေဒါကိုဗီဒီယိုရိုက်ထားပြီးတော့ငါရဲ့ channel မှာတင်ဖို့တော့ကြံစီနေခဲ့တာ ထပ်ပမဲ့ငါဒီကရန်ကျတော့သူ့ကိုတက်စီတာပါအင်းကြီးကိုဝစ်လာပြီးတော့ထွက်တဲ့သူကနင်းဖြစ်နေတော့ငါလည်းမတင်ချင်တော့ဖြစ်သွားတာအဲ့ဒါကြောင့်စိတ်မကောင်းဖြစ်ပြီးတော့နို့ငါပို့ပြီးတော့သဘောကောင်းမတွေ့နေလို့ကိုယ့်ကိုတွေးမိလို့လေဒါပေမဲ့အခုတော့ကြည့်ပါဦးငါလူမားပြီးတော့တနာမိသွားရခြင်းနဲ့ကျမကအဲ့ဒီလိုပြောပြီးတော့လော်ရန်ကတုံးလိုက်ပါတယ်ကျမကလည်းဒီတိုင်းခံနေမဲ့သူမှမဟုတ်တာသူ့လက်ထက်ကဖုန်းကိုလှုပ်လိုက်ပြီးတော့အစိမ့်စိမ့်မမကွဲသွားအောင်လို့ခြေခွဲဖြစ်လိုက်ပါတယ်ဆုံးပါ ရုတ်တရက်သူကျမပေါ်ခေါင်းလိုက်ပြီးတော့ကျမတို့ news လို့အကြောင်းလေးလိုမျိုးကြိုက်ဖြတ်ကုန်ပါရယ်။ဆရာတွေလည်းရလာပြီးတော့ကျမတို့ကိုလူခွဲလိုက်ရတယ်။အခုချိန်အစားပြီးတော့ငါနှစ်ကိုဒီတိုင်းမလွတ်ထားတော့ဘူး။ဒီနေရာကိုငါပိုင်နေဆိုတော့နေသိရလား။ငါကပဲနမည်ကြီးတဲ့သူဖြစ်ပြီးတော့ငါရဲ့ပြိတ္တတွေကထောင်ပေါင်းများစွာရှိနေရဆိုတာနေသိထား။ပြီးတော့နေရန်ဝင်ကြည့်နေတဲ့အဲ့ဒီဂီတအသင်းဆိုတာကလေဟွန်းစိတ်ကူးနေလိုက်တော့ဘာမှဖြစ်မလာတော့ဘူး။ငါသိပါရယ်။နေရရှာအလုံးလုံးနေရဆိုတော့ငါသိတယ်။ပြီးတော့အဲ့ဒီအတွက်လည်းငါအရှမ်းအားကြခဲ့တာကိုယ့်ကိုရှက်မိတယ်။ နေ့ကိုအားကြခဲ့တာကအရှင်ကပဲဖြစ်လိမ့်မယ်တော့အခုကစပြီးတော့ဘရမအထစ်လိုဖြစ်တော့ဦးဘာလို့ဆိုတော့ငါအခုတည်သွားပြီနေ့ကမကောင်းတဲ့သူဖြစ်ပြီးတော့တခြားသူတွေကိုနင်းချပြီးကုကုကိုနမဲကြီးဖို့အတွက်စူးစမ်းနေရတူပဲငါနင်းလို့လူမျိုးတော့ဘရမဖြစ်ချင်ဘူးသူပြောရမယ်နဲ့လော်ရကတကယ်ကိုရှုံးမာရဲသူနော်ဟုတ်တယ်လေတချင်းဆိုတာကလည်းမကောင်းမဲနဲ့သူရှိတော်နေတဲ့အဖွဲကနမဲကြီးရဲ့ဆိုပြီးတော့သူ့ကိုထည့်လိုက်ကြတာမဟုတ်ဘူးလားချိပါအောင်အရှမ်းကိုတကူကောင်းဆန်တာပဲရော်ဒီယာလော်ရရဲ့မျက်နှာကအရှမ်းပြောင်းလဲသွားပါတယ် တခြားသူတွေရဲ့ comment တွေကိုကြားလိုက်ရပြီးတော့သူ့ကိုလည်းတက်ပုံတွေဝိုင်းရောက်နေတာကိုမြင်လိုက်ရပါတယ်။ပြီးတော့နှစ်ယောက်သားဆရာကြီးရုံးကနဲ့ကိုရှာလာခဲ့ကြပြီးခဏအကြံမှာတော့ကျမရဲ့အကူလည်းရုံးကနဲ့ကိုရှာလာခဲ့ပါတယ်။ Mark ဘလို့လို့ပြီးတော့ဒီကိုရှာလာတာလဲ။အကူကအိမ်ပြန်လာပြီးတော့အားလုံးကို surprise တိုက်ဖို့လုပ်ထားတာလေ။အိမ်မှာမိဘတွေကမရှိတော့ကျောင်းကဖောဆက်တာအကူပဲကန်လိုက်တာ။ကြည့်ပါဦး။အကူမပါပဲနဲ့ပြစ်တင်တာကိုရှာနေနိုင်နေပေါ့နော်ညီမလေးကဘာမှမမလုပ်ထားပါဘူးငါသိပါတယ်အဲ့ဒီအတွက်လည်းကုန်ယူပါရစေ အဖေနဲ့မေကလည်းအကုတ်မရှိပဲညီမလေးကောင်းကောင်းနေနေရဆိုတဲ့အကြောင်းအကုတ်ကိုပြပြထားပါရယ်။ကျမလည်းအကုတ်ကိုပြဖတ်လိုက်တယ်။ကျမကတပတ်တာထိမ့်သိမ့်ခံရပြီးတော့လော်ရယ်ကတော့ကျောင်းကောက်ဒီပါအထုတ်ခံလိုက်ရပါရယ်။တခြားကျောင်းသားတွေကလည်းသူတို့ရလုပ်ရတဲ့ကိုအတိအတိုင်ပြောချတာကြောင့်လော်ရယ်ကသူ့လိုပြစ်ပစ်ခံလိုက်ရတာဖြစ်ပါရယ်။ကျမလည်းသူ့အတွက်စင်မကောင်းပါဘူး။ဒါပေမဲ့ကျမကိုနှစ်သိမ့်ပြီးနေမဲ့ luckily တဆုံရှိနေပါရယ်။ဒီအစီပြေးလား။ဘာရိုက်ဖြစ်ခဲ့ရစွာငါကြပါရယ်။အဲ့ဒါကြောင့်နှုတ်ကိုစိတ်ပူနေတာ။ ။နေပါဖြစ်လို့သူနဲ့မှရှက်ဖြစ်ခဲ့တာလဲနော်။"ဘာဖြစ်လို့လဲဆိုတော့နေငါကကွယ်ပေးခဲ့တယ်လို့မျိုးပဲ။ငါလည်းနေ့ကိုပြန်ပြီးတော့ကွယ်ပေးချင်လို့ပေါ့။ဆန်လန်လေးကတော့ဒီလိုက်ပါပဲရှင်။နောက်နေ့မှတော့ဒီလိုအချိန်မှာဆန်လန်ကောင်းစရီနဲ့အတူပရိသတ်လူစီကိုပြန်လာခဲ့ပါဦးမယ်။တရားလာပါရနေတဲ့လူတွေကိုပန်ဆိုင်နေချပါစေနော်။